ဘန်ဂိုရီးယားတမရဟောင်းရွှေဆော့ယူဟာအမျိုးမျိုးမရှိခဲ့တဲ့ဆေးဥချုပ်ရည်အမိန်ကျင်းညာမှုနဲ့ပတ်သက်ပြီးတော်လန်ပုံကံမှုဆွဲချက်တွေကိုဒုတိယအကြိမ်မြောက်ကြားနာဆက်စစ်မှုခံယူဖို့အတွက်ဧပြီလ22ရက်နေ့ကတရားရုံးကိုရောက်ရှိခဲ့ပါတယ်။ ရွံကပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ3ရက်နေ့ကဆေးရုံချုပ်ရေးအမိန့်ကျင်းညာခဲ့တဲ့အတွက်လွှတ်တော်အမတ်တွေက၎င်းကိုဆွဆွဲပစ်တင်ပြီးတမရရယုကနဲ့ဆန်းငန်ခဲကအခုလဆော့ပိုက်မှာအခြေခံဥပဒေဆိုင်ရာခွန်ရွံကရွံကိုတမရရယုကနဲ့ဖယ်ရှားခဲ့ပါတယ်။ရွံကပြစ်မှုဆိုင်ရာဆွဲချက်တွေနဲ့ဇန်နဝါရီလကဖမ်းဆီးခံခဲ့ရပြီးတန်ဂိုရီးယားနိုင်ငံတမိုင်းမှာတောင်းဝန်ထမ်းဆောင်ချိန်မှာဖမ်းဆီးခံရတဲ့ပထမဦးဆုံးတမရဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့တရားရေးဆိုင်ရာလှုပ်ထုံးဒုံနည်းတွေအရရွံဟာပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ဧပြီလ21ရက်နေ့ကတရားရုံးကိုရုံရောက်ရှိလာချိန်မှာ၎င်းရဲ့ကြားနာစစ်ဆေးမှုတွေကိုမီဒီယာတွေကိုပထမဦးဆုံးချိန်သတင်းရယူခွင့်ပေးခဲ့ခြင်းဖြစ်ပါတယ်။ပြည်ကတဲ့ဒရမကပြုလုပ်ခဲ့တဲ့ပထမဦးဆုံးချိန်ကြားနာစစ်ဆေးမှုခံယူချိန်တွင်ရွှန်းဟာတရားရုံးမှာ၎င်းကိုဆွဆွဲထားတဲ့ဆဲချက်တွေကိုမိနစ်60ကြာခုခံချေပါပြောဆိုခဲ့ပြီးပုံကံမှုကျူးလွန်ခဲ့ခြင်းမရှိကြောင်းလည်းညွှန်းဆိုခဲ့ပါတယ် ပြည်မှုထင်ရှားတွေ့ရှိမယ်ဆိုရင်ရွှေဟာ1888ခုနဲ့အာဏာသိမ်းမှုနဲ့ဆက်နွယ်တဲ့စစ်ကောင်းဆောင်နှစ်ဦးပြီးရင်ပုံငမှုနဲ့ပြည်မှုထင်ရှားစီရင်ခြင်းခံရမယ်တတရားမြတ်တောင်ကိုရီးယားတမရဖြစ်လာမှာဖြစ်ပါတယ်ပုံမှန်မှုစွဲချက်တွေနဲ့ပြည်မှုထင်ရှားစင်ရင်ခံရမယ်ဆိုရင်ရွန်ဟာ1200ချွန်းဒါမှမဟုတ်အမြင့်ဆုံးပြစ်ဒဏ်အထိတည်တံချမှတ်ခံရဖို့ရှိပါတယ်။ဒါပေမဲ့လည်းရွန်ဟာတည်တံအထိချမှတ်ခံရဖို့မရှိပါဘူး။တန်ဂိုရီးယားမှာ1998ခုနှစ်ကစပြီးတည်တံစီရင်ကွပ်မျက်မှုတွေကိုဆိုင်းငံ့ခဲ့ပါတယ်။